新雷龙是啥个？新雷龙一看是啥？有的是也拿出来，就那么的道利道理利嘛？喏，比如话，我新啥是一看是啥个？这个姜大师傅王家木，这个好了，是吧？就现在，江大也看是啥？姜大的也。 လိုအင်တက်မှတ်မှုတွေစပင် တောင်းဆိုပါတာចောင်းသားရေးခင်းဗျာနော်တန်ခါရေးခင်းဆိုရင်တန်ခါတွေရဲ့လိုအင်တက်မှတ်မှုတန်ခါတွေတကယ်လိုအပ်ချက်ရှိတာကိုတောင်းဆိုရင်တန်ခါရေးခင်းရှင်းရှင်းလေးခင်ဗျားတို့လူလိုနားလေနော်အဲ့တော့သားသမီးတယောက်က သူလိုချင်တာမရရအောင် တောင်းဆိုတာဒါသားသမီးအရေးခင်းသားသမီးရေး အခုက88အရေးခင်းကကျောင်းသား3ယောက်နဲ့လပိတ်ဆိုင်ထဲမှာထိုင်နေတဲ့အရက်သား9ယောက်နဲ့ရံဖြစ်တဲ့အရေးခင်းကကျောင်းသားအရေးခင်းလားဗျရှင်းရှင်းလေးတော့ခင်ဗျားတို့ခေါင်းတော့အရေးခင်းဆိုတာကိုလိုချင်တာတွေကိုစတောင်းနေမရလို့ကြီးပွားလာတယ်မိတော့ကြီးရအဲ့ဒါအရေးခင်းပဲဒါပေမဲ့အခုကိစ္စကကျောင်းသားအရေးခင်းဘလို့မှမဟုတ် ယုတ်တိကြောက်ဆဲဆိုင်ចောင်းသားရေးခင်မဟုတ်ဘူးဒါဆိုရင်ចောင်းသားတွေရေးခင်ပြလာအောင်ဘသူတွေက supporting လုပ်လိုက်တာလဲကျွန်တော်တမိုင်းကြောင်းပြောမှာเนาะဒါကစဉ်းစားเสียစပြောတာကျွန်တော်တို့ UG တွေ community တွေ community ဟဲ့ community ဆိုတော့အဗိုလ်ချုပ်အောင်ဆန်းကိုတိုင် community party เนาะစပြီးတော့တည်ထောင်ခဲ့တာပဲเนาะအဲ့တော့ကိုဗိုလ်ချုပ်အောင်ဆန်းလည်း community ပဲ ဲ့တော့ community တွေသွေးထိုးသွေးထိုးမှုကြောင့်ဘာမဟုတ်တဲ့ចောင်းသားနဲ့အရက်သားနဲ့ရံဖြစ်မှုကနေပြီးတော့ចောင်းသားရေခင်းဖြစ်သွားချာချာတယ်ပေါ့အဲ့တော့ကျွန်တော်တို့ကရှစ်လေးလုံးဆိုတာအဓိပ္ပာယ်ရှိလားမရှိလားကျွန်တော်ကြည့်ကြည့်အောင်အဲ့ဒီလိုကျွန်တော်တို့ဒီဒေါ်လာရေးကောင်းစီတိတ်ပြီးတော့84ဖွဲ့စည်းပုံကြီးပေါ်ပြီးတဲ့ခါကျတော့အဲ့တော့88ရေခင်းကဘယ်နှခုနေရာစဖြစ်တာလဲ 1988ခုနှစ်မတ်လ12ရက်နေ့မှာစဖြစ်တာအာဒီဟာလှက်လွန့်လို့မရလွန့်လို့မရပိတ်ထားတယ်ရှုပ်နော်အဲ88အရကျွန်တော်ဒါကျွန်တော်စာရန်ပြုစုတာကျွန်တော်စာရန်ပြုစုကြတဲ့ဖိုင်88အရေးခင်းရာ1988ခုနှစ်မှာတော့မှန်တယ်ရှစ်လေးလုံးကတော့မဖြစ်ဘူးယုတ်တိမကြဘာဖြစ်လို့လဲဆိုတော့မတ်လ12ရက်နေ့ကစဖြစ်တဲ့ကိစ္စဗျနော် မတ်လ12ရက်နေ့ကစဖြစ်တာမတ်မတ်လဆိုတော့3လပိုင်း3လပိုင်း12ရက်နေ့ကစဖြစ်တာဘလို့လို့ရှေ့လေးလုံးဖြစ်သွားတာအဲ့တော့3လပိုင်း12ရက်နေ့စနေနေ့ပေါ့ဗျာညနေဘက်ကြီးမှာအဲ့မှာကျောင်းသား3ယောက်ကနေပြီးတော့အဲသူတို့တွေရဲ့စံမှုတက္ကသိုလ်မျက်စောင်းတို့ပါရှိရဲ့လက်ဖိတ်ဆိုင်တွေကိုတန်းတန်းတန်းဆိုဝင်လာလမ်းလျှောက်လာကြတာပေါ့ အဲ့ဒီမှာစိုင်းတိဆိုင်သချင်းဖွဲ့ကိုင်းတာသပွဲတို့စဖွဲ့ကိုင်းတာအဲ့ဒီအချိန်မှာအထဲမှာထိုင်နေတဲ့အရဲစား၅ယောက်ကလည်းဟဲ့စိုင်းတိဆိုင်သချင်းနားမထောင်ကောင်းလဲမကောင်းဘူးအဲအဲ့သပွဲတို့ကမှဖွဲ့ပေးရဲ့အဲ့တော့ចောင်းသားတော်ကနေသပိုးဟိုဆိုစိုင်းရှင်ကိုသွားပြောကျတို့ဒီဟာလေးဖွဲ့ပေးပါဒါလေးနားထောင်ကြည့်လို့ပါဆိုတေချာနားထောင်တော့အဲ့ဒါအမှန်တရားတွေခင်ဗျားတို့မယုံရင် လေးလာကြိုက်တဲ့စာအုပ်သွားဖတ်နော် လိုင်းပေါ်တော့မဖတ်နဲ့လိုင်းပေါ်ဥစ္စာတွေမကြည့်နဲ့နော်အဲ့တော့ကျွန်တော်တို့အဲ့မှာစိုင်ရှင်ကဖွင့်ရတယ်လို့လောအမကျောင်းသားအရက်သား9ယောက်ကနေပြီးတော့ဒီလားဖိရကာလာဆိုပြီးအမအဲ့ချိန်ကလဖိဆိုင်ကြီးကတက်သားကုန်လေးဗျာတက်သားကုန်အပုလေးတွေအဲ့ဒါနဲ့ရိုက်ချလိုက်တာအမကျောင်းသား3ယောက်ထဲမှာဝင်းမြင့်ဆိုဝင်းမြင့်2ယောက်ပါတယ်အဲ့ဒီထဲမှာနာမည်အကုန်လုံးကျွန်တော်မှတ်ပြီးတော့ဝင်းမြင့်2ယောက်ဝင်းမြင့်1 2ဆိုပြီး2ယောက်ပါတယ် အဲ့မှာဝင်းမြင့်တယောက်ကခေါင်းကွဲသွားတာအဲ့ဒါမက်စလာ၁၂ရက်နေနော်ညနေပိုင်းခေါင်းကွဲသွားတော့အဲ့မှာရုံးရင်းစံကတ်တွေဖြစ်ပြီးတော့အဲ့ရိုက်လိုက်တဲ့အရသား၅ယောက်ကိုနော်ရဲရနေပြီးတော့လာပြီးတော့ခေါ်သွားနော်အဲ့တော့အားအားကြီးကအဲ့လဖေးဆိုင်ဟာအေးဒီအင်းစိတ်လမ်းမကြီးတစ်ဖက်ချမ်းမှာရှိတဲ့စန္ဒာဝင်းလဖေးဆိုင်လို့ခေါ်တယ်ဗျ။နော်အဲ့ဒီမှာယုံရင်းစာကဖြစ်ပြီးတော့ အမကျောင်းသားတယောက်ခေါင်းခွဲသွားတဲ့ခါကျတော့အရက်သား၅ယောက်ကိုလူ၃ယောက်ဟုတ်တယ်ဝင်းမြင့်က2ယောက်ဝဲပါတယ်နောက်တစ်ယောက်နာမည်မမှတ်မိလို့ဝင်းမြင့်1 2နောက်တစ်ယောက်နာမည်မမှတ်မိလို့ဝင်းမြင့်3ယောက်မဟုတ်ဘူးလူက3ယောက်ဟုတ်တယ်ကျောင်းသား3ယောက်အဲဒါမှကျောင်းသား2ယောက်နာမည်ကဝင်းမြင့်1 2နော်အဲအဲ့ဒီလိုနဲ့အဲ့ဒီခွေးရှင်နဲ့ရိုက်တဲ့ကျောင်းသားတွေဟိုအရက်သား၅ယောက်ကိုရေးရတယ်လာခေါ်သွားဖမ်းသွားကြတာပေါ့ တော့အေးစိတ်ရဲစခန်းမှာမှာပြင်မှုဆိုင်ရာဥပဒေပုံမှ325 134အရာအမှုဖွင့်တာပေါ့အဲ့ဒါဘာအမှုတွေလဲကျွန်တော်လည်းအသေးစိတ်မသိဘူးခင်ဗျားတို့ဥပဒေပုံမှကတော့ပြင်မှုဆိုင်ရာဥပဒေပုံမှ325တဲ့134အရာတဲ့နော်အမှုဖွင့်တယ်ညာရင်းချင်းကိုဘာညာတာကခြေချုပ်တွေဘာတွေဖြစ်ကောင်းရှိကောင်းရှိမှာပေါ့ခြေချုပ်နဲ့လှုပ်လာရတာရှိရလေတီတော်သွားပြီးလက်မထိုးရတာဒါတွေလည်းရှိတယ်အဲ့ဒီမှာကျွန်တော်တို့ပြဿနာ အမပြန်လွတ်လိုက်တာပေါ့အမ12ရက်နေ့ညပြန်လွတ်လွတ်လွတ်တော့မတ်လ13ရက်နေ့အမစနေနေ့ညဖမ်းသွားတယ်13ရက်နေ့မနေ့ကျတော့ပြန်လွတ်လိုက်တာပေါ့လွတ်လိုက်တဲ့အခါကျတော့လွတ်ပေးလိုက်ရကောင်းလားဆိုပြီးတော့အမပြဿနာတွေတက်တယ်ဗျပြဿနာတွေတက်တဲ့အခါကျတော့နော်အဲ့ဒီမှာចောင်းသားဝင်းမင်းဆိုတဲ့កောင်ပဲဓာတ်နဲ့ထိုးခံရတယ်ဝင်းမင်းဆိုတဲ့ចောင်းသားစက်မှုចောင်းသားပဲဓာတ်နဲ့ထိုးခံရတယ် ဒါနဲ့ဒုက္ခရမှာဒီလိုရုံးဇာကဖြစ်နေပါတော့သေဒီဘောပြဘသူကကင်နိုင်တော့မလဲနော်အဲ့မှာကြောင်းသားတွေအဲ့မှာလဖေးဆိုင်ကိုဝိုင်းရိုက်ဖြက်စီးပြီးကောင်းစီယုံတွေကိုဖြက်စီးပြီးတော့တမောင်းအောင်မဆိုင်တွေမိရရှုဒါကျွန်တော်အချင်းလေးပြောတာနော်ကျန်တာအကျယ်သိချင်းကိုယ့်ကိုလေးလာအဲ့မှာရန်ပွဲကြီးကအဲ့မှာရိုက်ပွဲဘယုတ်ဒုက္ခပွဲကြီးကကြီးထွားလာတာပေါ့အဲ့ဒါဘာလဲလဲ73ရက်နေမှာပြဿနာကြီးကကြီးမလာတာပေါ့နော်ကြီးမလာပြီးတော့ကျွန်တော်တို့အဲ့မှာ 现在两万一部要多少？喏，就那吉利别多少？喏，过好利了。现在两万一部要多少？别在那啊嘛，现在哪里呢？早哪里呢？别在那个。现在两万一部要多？哎喽，现在两万一部要多少？那个就喽啊嘛，现在这牌早哪里的车？喏，哎嘛，农村里呢，钱好不多，你你啊，不？这个有你你啊，罗，现在哪里的？罗，一过都一过哪里的？搓皮了不？那么多人呢，也一嘛罗，早哪里也别很差。 တခါကြားတဲ့ခါကျတော့အမမိသက်ကားတွေနဲ့ရေဖျန်းတယ်မျက်ရည်ယိုဘုံတွေတုံးတယ်ရီမင်တန်တလုံးပြုတ်တနတ်တွေနဲ့စော်တယ်အမစော်ပြီးတော့လူစုခွဲတာပေါ့လူစုခွဲတဲ့ခါကျတော့မတ်လ14ရက်နေ့3လပိုင်းကြီးနော်3လပိုင်းကြီးနော်ဗမာလက်ရှိလေးလို့မတ်လ14ရက်နေ့နနက်3နိုင်ကြမှာလူစုခွဲတယ်နနက်3နိုင်ဆိုတော့မိုးမလင်းသေးဘူးဗျနော်13ရက်နေ့မှာအင်းစိန်လန်အောင်ကပြဿနာတက် ူးစုခွဲတာမကွဲနိုင်ဘူးနောက်မှာမတ်လာ14ရက်နေ့နန်းနဲ့3နိုင်ကြီးနော်မောင်မောင်မဲမဲကြီးကြမှာလူစုခွဲသွားတယ်အဲ့ဒီလူစုခွဲသွားတဲ့ခါကျတော့အဲ့ဒီချိန်မှာကြောင်းသား9ယောက်တန်းရရတယ်နှစ်ယောက်သေသွားတယ်ဓာတ်ရုအင်ဂျင်နီယာမောင်ဖုံးမော်သေသွားတယ်မောင်ဆိုးနိုင်သေဆုံးသွားတယ်နော်အဲ့ဒီလိုနဲ့ အဲ့ဒီမောင်မုံမော်တို့တည်ဆုံးတာကိုအကြောင်းပြုပြီးတော့အဲ့ဒီအချိန်မှာ UG တွေတွေးထိုးတာတွေစတာပထမကចောင်းသားတွေကိုထိန်းချုပ်ပြီးွားပြီအစိုးရကပထမចောင်းသားတွေရဲ့တောင်းဆိုချက်ပထမ3ချက်တောင်းဆိုချက်ပထမ3ချက်ကိုចောင်းသားတွေနဲ့ညှိပြီးွားပြီငြိမ်သွားပြီဘလို့ရတယ်ဘလို့ UG တွေကတွေးထိုးလိုက်လည်းမသိဘူးအမှနိုင်ငံတွေမှာနောက်ထပ်တောင်းဆိုချက်နောက်ထပ်4ချက်ထက်ရေးတယ်နောက်ထပ်4ချက်ထက်ရေးပြီးတော့ အဲ့တော့မက်စလာ15ရက်နေမှာအမအကြောင်းကိုဖျက်ဆီးကြတာမရကောင်းလားဆိုပြီးတော့အဲ့ဒီလုံနဲ့ကျွန်တော်တို့က88ရေခင်းကြီးကကြီးထွားလာတာဗျနော်အဲ့တော့တေချာစဉ်းစားကြည့်ရင်84လုံးမဟုတ်ဘူးအထိမ့်မက်ဆိုပြီးတော့ရှောက်လို့တာ3လပိုင်း12ရက်နေကစဖြစ်တာဘလို့လို့84လုံးဖြစ်ပါတယ်ဘလို့မှယုတ်တိမကြအောင်အစင်ပြေပြီးသားចောင်းသားတွေက ဘာဖြစ်လို့အထီကယုံဖြစ်သွားရောဖြစ်သွားရတာလဲဒါသွေးထိုးတဲ့သူရှိလို့ဘယ်သူတွေသွေးထိုးလဲစူပူမှုကိုအားပေးတဲ့ယူကြီးတဲ့ကုံသွေးနစ်တွေပေါ့ဗျာကုံသွေးနစ်တွေပေါ့အဲသူတို့တွေကအထီကသွေးထိုးလိုက်တဲ့ခါကျတော့အဲ့ချိန်မှာလဲចောင်းသားတွေသေးတယ်လေမောင်မိုးမော်တွေသေးဝင်းမြစ်လဲဓာတ်ထုတ်ခံရတယ်သေးတဲ့သူတွေလည်းသေးတော့ကောင်းကွယ်တဲ့သူအမဒေယိုဘုံနေတဲ့ဒုက္ခရောက်တဲ့လူလူတွေဝင်တိုက်တာနဲ့အပိုင်းတေကြတယ်လေတေကြတာပေါ့ တော့ဘာဖြစ်လဲသေးတာလဲသေးတယ်သွေးထိုးတဲ့ကောင်လဲသွေးထိုးတဲ့ခါကျတော့မောင်ဖုံးပေါ်သေးတာကိုအကြောင်းပြုပြီးတော့အထိမ်မဲ့ရှင်လေးလုံးဆိုပြီးလှုပ်လိုက်တာတကယ်ကဘာမှအကြောင်းသားရေခင်းမဟုတ်ဘူးရက်သား9ရောက်နဲ့အောက်ချင်ပါတယ်ပြီးရမယ်ကိစ္စအောင်ဟမ်ရက်သား9ရောက်နဲ့ရန်ဖြစ်တဲ့ကိစ္စအနေပြီးတော့ចောင်းသားရေခင်းနဲ့ ကျောင်းသားရေးခင်းဆိုတာကျောင်းသားတွေရဲ့လိုအပ်ချက်ကိုစတင်တောင်းဆိုမှုကနေပြီးတော့မပေးလို့ကြီးရွားလာမှကျောင်းသားရေးခင်းဗျစဖြစ်တာကကျောင်းသားရေးခင်းမှာမဟုတ်တာယတား9ယောက်နဲ့ကျောင်းသား3ယောက်နဲ့တချင်းပွင့်ကလေးကိစ္စအနေစဖြစ်တာဘယ်လိုကျောင်းသားရေးခင်းဖြစ်မှာလဲ